တော်ရဲ့မိတ်ဆွေများအလုံးပဲမင်္ဂလာပါခင်ဗျာ။ဗာမီဟိုရာ channel လေးကနေစိတ်ဝင်စားပွဲထူးခြားဆန်းကျင်းကမ္မိယဖြစ်ရမန်ဇလန်ကောင်းလေးကိုတင်ဆက်ပေးဖို့ချိန်ခါကြောက်ရလို့လာခဲ့ပြန်ပါပြီ။ဒီနေ့တင်ဆက်ပေးမယ်ဘဝတန်တရားအဆက်ဆက်မှာဆွေမျိုးတော်ဆက်ခဲ့ပြီးတော့ယခုဘဝမှာနတ်နဂါးကြီးတို့နဲ့ပတ်သက်ဆက်နွယ်သူလို့မြင်ရတဲ့စိတ်ဝင်စားပွဲထူးခြားဆန်းကျင်းကမ္မိယဖြစ်ရမန်ဇလန်ကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ခံစား နားဆင်အားပေးကြပါအောင်ခင်ဗျာနန္ဒကားကြီးတို့နဲ့ပတ်သက်ဆံရွယ်သူကိုစင်တောင်းတီတီယံမျိုးကနေပြန်လာပြီးတော့ပင်မလွန်းတဲ့ဖြင့်ရေမိုးချုပ်ပြီးအိရာတွေကိုဝင်လဲနေလဲပါတယ်လက်ကလည်းကြမ်းတမ်းလွန်းတဲ့ဖြင့်တစ်ခုလုံးကန်ရိုက်ထားသလိုမျိုးဖြစ်နေပါတယ်နောက်ပတ်ထဲမှာတီတီယံမျိုးမှဝယ်ယူထားသောစံဆက်ပစ္စည်းအဟောင်းများကိုရန်ကုန်မြို့ကိုရောက်အောင်သွားရောက်ပြီးတော့ သိယူရအောင်မှာဖြစ်ပါတယ်။စက်ပစ္စည်းများကုန်ပစ္စည်းများထားရောက်ကိုတောင်ရဲ့အပေါ်ထက်ခုမှအိတ်နေချင်းဖြစ်ပြီးတော့ကိုတောင်တစ်ခုလုံးလည်းမိချောင်းတွေဖွင့်လာသဖြင့်လင်းထိန်နေပါတယ်။ကိုစိန်တောင်လည်းည9နာရီခန့်မှမိခင်နဲ့အိတ်ပြောသွားတယ်။လူလေးလူကလေးထားစမ်းပါဦး။ဟမ်ဘာဘာလဲကိုစိန်တောင်အိတ်နေတော့ကောင်းရင်ညာဘက်မှာဝိပုစင်ကြီးဝှက်ထားပြီးခေါင်းပေါင်းဖြူနဲ့ ပုံစံမွေးဖြူကြီးကရင်ဘတ်ထီကြာနေသောအဖကတဝင်းလေးချောင်းကိုကမ်းပြီးတော့လေထဲမှာယက်နေပါလေလူလေမင်းအဖကိုဂရီတခုပေးမလားကွာဘာဂရီပေးရမလဲအဖခမလူလေးမွေသားမစားပါဘူးလို့ဂရီပေးနိုင်မလားဟုတ်ကဲ့မွေမွေသားမစားပါဘူးလို့ဂရီပေးပါလေအဖဝိပုစင်ကျင်တဲ့အဖကမွေသားမစားပါဘူးလို့လုံငါတိတိဂရီတောင်းပါတယ်ကိုစင်တောင်းလေးလုံငါသလုံး မွေသားမစားပါဘူးလို့ကြေပေးလိုက်ပါတယ်အဲဒါဆိုရင်လူလေးရဲ့ခေါင်းရင်းကပြတင်းပေါက်ကိုကြည့်လိုက်ပါကိုစိန်တောင်းလေးခေါင်းရင်းပြတင်းပေါက်ကိုကြည့်လိုက်တယ်ခေါင်းရင်းပြတင်းပေါက်မှာကိုစိန်တောင်းကိုကြည့်နေတော့မွေကြီးရဲ့ဥကောင်းကြီးမှာနှစ်ပေစက်လုံးထက်ကြီးမှာဖြစ်ပါတယ်15ပေကျဲသောလမ်းကြားထဲမှာ ခွေနေတော့အခွေကြီးကလည်းအပြည့်ဖြစ်တယ်စေပေကြောကြောမြင့်နေပြတင်းပေါက်ကိုဝင်ရောက်နေသောမွေကြီးရဲ့ကိုလုံးကလည်းအုံးမင်းလုံးလောက်ရှိနေပါတယ် လူလေမင်းကိုအဲ့ဒီမွေကြီးကစောင့်ရှောက်လိုက်မယ်ထိုချိန်တွင်မှာပဲဝိပုစင်ကျဝတ်ထားတဲ့အဖိုးနဲ့မွေကြီးပေါင်းမြင်းဝင်းတဲ့ကနေဖြက်ကနေပြောက်ွယ်သွားခဲ့တယ်ကိုစင်တောင်လည်းအိမ်မက်လိုလိုတကယ်လိုလိုဖြစ်နေတာကြောင့်အလွင့်ကိုအံ့ဩနေမိတယ်ကိုစင်တောင်က တောင်းလောက်ကြတော့ဒီတရမျိုးမှပါလာသောဆက်ပစ္စည်းများကိုစပါးတထောင်ပါတဲ့ဆက်လေကြီးကိုငှားပြီးတော့ပစ္စည်းများကိုဆက်လေဘောကိုတင်လို့ညနေ6နာရီလောက်မှာဒီတရမျိုး ။နံပါတ်6စံစက်စိတ်မှစတင်ထွက်ခွာလာခဲ့တယ်။ဆောင်းဦးရာသီဖြစ်တာကြောင့်နေလုံးကြီးဟာအနောက်ဘက်ယောဂါကျွင်းကိုစောစောပဲဝင်ရောက်သွားခဲ့ပါပြီ။ခြောက်နိုင်ခွဲတာတာလောက်မှပဲမောင်ရင်များတန်လာပြီးတော့မြည်ရဲ့ရှေ့ဘက်မှလာမင်းကြီးကလည်းကောင်းကင်ဟင်းလင်းမြေကြီးမှာတပြေးပြေးထွက်ပေါ်လာနေပါတယ်။ကောင်းကင်မြေကြီးတစ်ခုလုံးလည်းငွေကြေးဝင်လေးတွေကစိန်ဝင်နေလားတက်လက်လက်တောက်ပါနေကြတယ်။ညာကလာမင်းရဲ့အလင်းရောင်တို့ကြောင့် အစ်ဆက်တိတ်ဆိတ်လို့နေပါတယ်ဆက်လက်ကြီးကလည်းစက်တန်တုံးတုံးနဲ့ခုံမုံပြီးတော့ရန်ကုန်မြို့စီကိုတရွေ့ရွေ့ထွက်ခွာလာခဲ့ကြပါတယ်ကိုစိန်တောင်းလည်းဆက်လက်ကြီးရဲ့ဥထိတ်မာထိုင်းရင်နဲ့လှပသားရလွန်းတော့မဟာကောင်းကင်ကြီးနဲ့လာရောက်ကြောင်းသားရလှပနေတော့ပဝင်းကျင်တွေကိုကြည့်ရှုခန်းစားရင်းနဲ့လိုက်ပါလာခဲ့တယ်တနည်းအားမတော့ဆက်လက်ကြီးရဲ့ဘေးနားမှာလှုပ်ရှားထကြွရုံကနေတော့လှိုင်းလုံးများကြောင်းမှာ ရှီလီရတဲ့တရဝါကြီးတကောင်ကလိုက်ပါလာတော့ကိုစက်လီပေါ်မှာလူမြောင်တတိမထားမိတော့လေလိုက်အောင်ကြောင်းပြောင်းလဲနေတော့အီယမကိုလုံးကြီးကိုကိုစိန်တောင်းတွေ့လေရပါတယ်ကိုစိန်တောင်းလေးစက်လီရဲ့ဥပန်းထိပ်မှာထိုင်ရင်းနဲ့အနဲ့ရောင်ကောင်းကင်ကြီးတဲ့မှာစိတ်ဝင်လေးတွေတလက်လက်တပ်ပါနေတော့ငွေကြေးဝင်လေးတွေကိုကြည့်ရင်းနဲ့ကိုလွန်သွားရှာပြီးဖြစ်တော့ဖောင်းကင်ကြီးနဲ့မိခင်ကြီးကိုတန်တော့တတိယနေမိတယ်လာမင်းကြီးကလည်းထိမ့်ထိမ့်တာနေပါတယ် ထိုချိန်မှာအနောက်ဘက်ကောင်းကင်ယံမှာကျေတခွင်တစ်စင်းကနဂါကြီးတကောင်လောင်းလင်းလက်တောက်ပါပြီးတော့အနောက်မှာရှိကိုလှင်မြန်သောအဟုတ်နဲ့ပြန်တန်းသွားပြီးထိထိန်တားနေတဲ့လမ်းမကြီးတဲ့ကိုဝင်ရောက်တော့ပါတယ်ကိုစိန်တော်လေးထူးဆန်းတဲ့ဖြစ်ကုန်မြင်လိုက်ရတဲ့ကြောင့်အံ့ဩလိုနေပါတယ်လက်ပတ်နိုင်ကိုကြည့်မိတော့ညနှစ်နာရီထိုးတော့မှဖြစ်တယ်ကိုစိန်တော်လေးခါညောင်းလာတာကြောင့်ကျောဆန့်ရံတွေဆက်လီမိုးတွေကိုဝင်လိုက်ပြီးဆက်လီကြီးရဲ့ဘေးပုံတန်း တင်သားပြားကြီးပေါ်မှာလွေကိုကောင်းအောင်လုပ်ပြီးတော့လေးလျောင်လိုက်ပါတယ်။မိခင်နဲ့အိပ်ပြသွားတော့ကိုစိန်တောင်းရဲ့အိမ်မထဲမှာအေးအောင်မမွေကြီးတကောင်ဆက်လီဘောကိုတက်လာပြီးကိုစိန်တောင်းရဲ့နောက်မှာလာပြီးတော့ခွေနေပါတယ်။ခဏကြာတော့ကိုစိန်တောင်းဟောင်းမွေကြီးရဲ့အခွေဘုံကြီးဘောကိုရောက်နေတာကြောင့်မွေရကြီးဘောမှာအေးရတယ်လို့ဖြစ်နေတာကြောင့်အဲ့လိုအင်မတန်မှကောင်းလာပါတယ်။အိမ်မထဲမှာအလွင်ဤဆက်ညံ့ညောသောအေးရထဲမှာအိမ်နေရတယ်လို့အိမ်မမှန်နေပါတယ်။ တခါလွတ်ပြီးနေတဲ့ကဲ့သို့ဖြစ်နေတာကြောင့်အဲ့လိုကောင်းနေပါလေကိုစင်းတော့ကိုစင်းတော့ထတော့ခမရပြုတ်ကြတော့မှတင်လိုင်းလာပြီးတော့နှိုးတော့သူနှိုးသွားတယ်တွင်နေချောင်းမှာရန်ကုန်ပြည်ဘက်ကိုအခုလက်ပံကုန်းဝဲကို ဖြစ်နေတာကြောင့်ဆက်လက်ကြီးကဝဲထဲမှာဝုန်းတိုင်းကျနေပါလေဟာဟေ့အောင်တင်လိုက်ဟိုဘက်ခဏတို့ချောင်းကမသွားပဲနဲ့ဘာဖြစ်လို့စိတ်ကြီးဘက်ကသွားရတာတော့ဘာလို့လက်ပံကုန်းဝဲကိုဖြစ်တာတော့ဟိုကသိကုန်ကျင်လို့လား ဆလင်မောင်းတဲ့ဆလင်ကြီးကအခုရေတက်စာပြုတ်နေပြီလက်ပံကုန်းဝဲကသိပ်မကျန်တော့ဘူးဆိုပြီးဖြတ်တာကျွန်တော်တားသေးတယ်ဆလင်ကြီးကဒီချိန်ဖြတ်လို့ရတယ်သူဖြတ်ဘူးတယ်လို့ပြောတာကိုစိန်တောင်းတို့ဆက်လက်ကြီးလည်းနာမည်ကျော်လက်ပံကုန်းဝဲကြီးကိုဖြတ်ကျော်လာပြီးတော့ရေကုန်မြစ်ပေါက်ကိုရောက်ရှိလာပြီးဖြစ်ပါတယ်လက်ပံကုန်းဝဲကရေကြချိန်ပေါင်းနှစ်ထက်တင်းမိုးကြီးတော့ဝဲတွေကိုဆွဲနေပြီးတော့မြုပ်ပြတဲ့တဲ့လက်ပံကုန်းဝဲကြောင့်သင်ကြီးပြည့်စည်ကုန်တော်လူတွေ သင်းမောတွေမနေတော့ပါကိုစိန်တောင်းတို့ဆက်လက်ကြီးဟာကန့်ကောင်းထောက်မဆွမ်းနေကျန်တဲ့သောဝဲကြီးတွေမှဖျက်ကျော်လာနိုင်ခဲ့ပြီဖြစ်ပါတယ်ကိုစိန်တောင်းလင်းညကမွေးကြီးချောင်းကိုစဉ်းစားနေမိတယ်လွန်ခဲ့သောတပတ်ကျော်ကဝိပုစင်ကျဲအဖိုးနဲ့တူတွေ့ရတဲ့မွေးကြီးကိုယခုလိုအသက်ပေးနေတွေ့ချိန်မှာလာရောက်ဆောင်ရှော့သဖြင့်အံ့ဩနေမိတယ်ဒုံမွေးကြီးကိုလည်းကျေစုတင်နေမိတယ်ဆက်လက်ကြီးရန်ကုန်မြို့ကိုရောက်ပြီးတန်တဲ့ပစ္စည်းများကို ကိုရောင်ကိုထည့်သွင်းခဲ့တယ်။ကိုစိန်တောင်းလဲတလောက်လောက်အေးစေးစေးနားနေလိုက်ပါတယ်။စက်ပစ္စည်းတွေကိုဝေယူသူတွေရောက်လာတဲ့ဖြင့်ဈေးဖြတ်ပြီးတော့ရောင်းချလိုက်တယ်။ကိုစိန်တောင်းလဲဒေဒီယံမျိုးကပြန်လာပြီးနှစ်လောက်လောက်နားနေရင်စိုင်းလုပ်ငန်းများကိုလုပ်နေလိုက်ပါတယ်။တနေ့တောင်ဝိမအဘဦးစိန်မောင်ရဲ့တားဖြစ်သူကိုဖိုးပြေလာပြီးတော့ခေါ်တဲ့ဖြင့်ရက်ကွက်ပြက်နေသော ကမာရွက်ကန်လမ်းဘက်ကိုတွေ့ကြည့်ကြပါလေ။တို့ချင်းကအိုးချိုးသောအစိုးရက ရန်ကုန်မြို့လေကောက်မှာရှိတဲ့ကျူကျော်ရက်ွက်ကြီးတွေကိုဖျက်သိမ်းပြီးမြို့ပြင်မှာရှိတဲ့မြို့သင်များစီကို ပြောင်းခိုင်းနေသောကာလဖြစ်ပါတယ်။မြို့သင်များဖြစ်သောလှိုင်သားယာရွှေပြည်တော်တောင်တကုန်းမြောက်တကုန်းစတဲ့ရက်ွက်များကိုပြောင်းခိုင်းနေတဲ့အချိန်ကဖြစ်ပါတယ်။ရက်ွက်ကြီးတွေဖြစ်တာကြောင့်လူတွေအိမ်တွေဖျက်သိမ်းထားသောတည်တူတစ္ဆာတွေပစ္စည်းတွေနဲ့ကားတွေနဲ့ရှုပ်ရှက်ခံနေပါတယ်။တချို့လေမိမိတို့နှစ်ပေါင်းများစွာနေလာသောနေရာလေးကိုနှမျောတက်တာစွာမြင့်ရင်များကြာနေကြပါတယ်။ ကိုစိန်တောင်းတို့လည်းကံလန်းတွင်မှရှိသောချမ်းကြီးတွင်မှအဆောင်လေးလုံးကိုဝယ်ယူလိုက်ပြီးတဲ့နောက်နေ့မှဖြတ်သိမ်းရေးလုပ်ငန်းများစတင်လုပ်ကိုင်းကြပါသည်။လေးလုံးထဲမှာအကြီးဆုံးသောနှစ်ထပ်တိုက်ဝကြီးကိုစတင်ဖြတ်သိမ်းလိုက်သည်။ကိုစိန်တောင်းတို့ဖြတ်သိမ်းရေးလုပ်သားတွေလည်းဖြတ်သိမ်းတဲ့နေရာမှာပဲအိတ်ကြပါသည်။အင်ကြီးကို ဖြတ်တဲ့ညမှာအင်ကြီးရဲ့အတွင်းဘက်မှာငိုရှိုက်တံများကိုကြားရတယ်။အပေါ်ထက်မှလည်းလန်လျှောက်တန်းနေကြရပြီးစကားပြောတံများလည်းမမီမတော့ ကြာနေရပါတယ်။ထို့ချိန်မှာအခန်းထဲမှာအဖိုးကြီးနဲ့အဖွဲ့ကြီးတယောက်ထွက်လာပြီးကိုစိန်တောင်းတို့ကို လာကြည့်နေပါတယ်။ကိုစိန်တောင်းကြည့်နေတော့မှပဲဖြက်ခနဲ့ပြောက်ွယ်သွားတယ်။နောက်ဘေးဘက်မှာအသားမဲမဲမျက်လုံးနေနေရဲရဲနဲ့မိမကြီးတယောက်သဘင်ဖောင်းရနဲ့စိုက်ကြည့်နေတာကြောင့်ကြက်တီများထလာပြီးဘုရားဆောင်များရွတ်ဆိုပြီးတော့ကောင်းမိချုံအိတ်လဲရပါတယ်။ချမ်းကြီးတဲ့မှာလေးပင်မိချုံတွေထွက်လာတဲ့ဖြင့်တစ်ချက်လုံးလင်းထိန်နေပါတယ်။ နှစ်ထပ်အင်ကြီးကိုဖျက်သိမ်းပြီးနောက်ပိတ်ဘက်မှာရှိသော9000နှလုံးနဲ့နှစ်ထပ်အဆောင်တစ်ဆောင်ကိုဖျက်သိမ်းကြပါတယ်နောက်ပိတ်9000နှလုံးနောက်မှာလူကြီးလေးဘက်စားလောက်ရှိသောတပြေပြင်းအကြီးကြီးရှိတဲ့ပြင်ပေ30ကျော်ရှိသောတစ်ပင်ကြီးဖြစ်ပါတယ်တပြေပြင်းကြီးမှာအတိမယပြည့်တိတ်စွာတည်နေပါတယ်တပြေပြင်းကြီးကအရေးကောင်းတယ်တပြေပြင်းအောင်မှလည်းတပြေသီးမဲ့တွေကြွေးကြထားတာကလည်းဖွေလိုနေပါတယ်အဆောင်အအောင်အလုံးဖျက်သိမ်းနေတာကြောင့် ချမ်းပေါတကားများမှာနေရာရှင်းလင်းပြီးကိုစိန်းတောင်းတို့ပြတဲ့ရင်လှူသားမြောင်အိတ်ကြရပါတယ်ကိုစိန်းတောင်းလေးတယောက်အိတ်ကတင်လေးပေါ်မှာခြံအောင်ထုံးပြီးတော့အိတ်လိုက်တယ်တချံလုံးမှာလည်းလေပင်မိကြောင်လေးထွန်းလာတာကြောင့်လင်းထိန်နေပါတယ်ကိုစိန်းတောင်းလေးဖရရှိခိုးအမြတ်တမ်းဝေးပြီးအိတ်လိုက်တယ်ချက်ချင်းအိတ်လို့မပြောသေးပဲပြတဲ့ရင်လုပ်ငန်းများကြောင့်ကိုတွေ့တော်စဉ်းစားနေပါတယ်တို့ချင်းမောင်ကိုစိန်းတောင်းရဲ့ခြံအောင်ကို၄00တန်ပုံးလိုမျက်နှာနဲ့ခြေလေးလက်လေးတက်ထားတဲ့ အကောင်တကောင်ကလာလံပြီးတော့တေချာကြည့်နေတာကြောင့်သူလည်းစိတ်ဒုရသဖြင့်သူပုံတရမမှန်တဲ့အကောင်ကိုခြေထောက်နဲ့ထပြီးတော့ကန်လိုက်ပါတယ်။အကြည့်ရောင်၄တောင်တန်ဖိုးပုံစံအကောင်လည်းအင်းဟောင်းကြီးဘက်ကိုထွက်ပြေးသွားတယ်။ခဏကြာတော့ကိုစင်းတော်ရဲ့ခြေရင်းတဲပုံပေါ်မှာအုံးပင်လုံးလောက်ရှိသောမြွေကြီးကခွေနေပြီးတော့အခွေပုံပေါ်မှာကောင်းတင်ထပြီးနောက်ဘေးမှာရှိတဲ့တပြေပင်ကြီးရှိရသည်ကိုကြည့်နေပါတယ်။ထို့ချင်းမောင်တပြေပင်ပေါ်မှာ ရောင်စုံထွက်နေသောမူကြီးတကောင်ဆင်းလာတာကိုတွေ့နေရတယ်။ကောင်းပါပါလေ။ညည်းသောအမောက်တွေကိုတွေ့ရတယ်။မျက်လုံးနှလုံးကလည်းညည်းရနေပါတယ်။ရောင်စုံထွက်နေသောမူကြီးကကိုစင်းတောင်အိမ်နေသော နေရာကိုလှမ်းနေတာကိုတွေ့ရပါတယ်။ပစံပါလေ။ညည်းသောအကုန်းငွေတွေထွက်နေတာကိုတွေ့ရတယ်။တေပေါ်ပေါ်မှာရှိနေသောမူကြီးကတပြေပြေမောဆင်းလာသောရောင်စုံမွေးနှကားကြီးကိုမိမြနဲ့မှုတ်ပါတော့တယ်။တပြေပြေမောမှာမူကြီးကလည်း မိရင်နဲ့ပြန်ပြီးတော့မှုတ်တယ်။မူကြီးနဲ့ကောင်မိရင်နဲ့မှုတ်ကြတော့ခြံကြီးတစ်ခုလုံးနီးရဲလင်းထိန်နေပြီးမိဘွားတွေမိဘန်းတွေကလည်းတက်ဖို့ဖို့မြင်နေရပါတယ်။15မိနစ်လောက်ရင်ဆိုင်မှုတ်ပြီးတော့တပြေပြေမောင်မောက်မူကြီးကနောက်ကိုပြန်လှည့်သွားပြီးတပြေပြေကြီးဘော်ကိုတက်သွားတယ်။တပြေပြေကိုတပတ်ပတ်ပြီးပပင်းကြီးထောင်လို့နီးရဲတော့မျက်လုံးကြီးနှလုံးနဲ့ကြည်နေပါတယ်။တပြေပြေကြီးရဲ့တပင်လုံးရောင်စုံလင်းအောင်မြတ်နဲ့လင်းထိန်လို့နေပါတယ်။ ခဏကြတော့အားလုံးဖြက်ကနေပြောသွားတယ်ကိုစင်းဆောင်လေးတင်လိုက်ကိုနှုတ်ပြီးတော့ချမ်းကြီးရဲ့နောက်ဘက်ကိုငါတော်တို့ဓမီနဲ့ထိုးကြည့်တော့လေဘာမှမတွေ့ရတာကြောင့်ပြန်ပြီးတော့အိတ်ဆက်ကြွားတယ်အိမ်မက်ထဲမှာနဂါးကြီးကလူတယောက်တွင် ဖန်ဆင်းပြီးကိုစင်းဆောင်ကိုစကားတွေလာပြောနေပါတယ်မင်းတို့တွေကန်ကောက်သွားတာမင်းတို့ကငါတတ်ဖို့လာတာမင်းတို့လူတွေငါနေတဲ့နေရာမှာမဖွဲ့မရတွေလာပြီးတော့လှုပ်သွားတယ် ။ဒါကြောင့်ငါလာတာ။မင်းတို့ဘက်ကနေပြီးငါထက်ကြီးတဲ့နဂါးတကောင်ဝင်ပြီးကာပေးလို့ပေါ့။နှုတ်မို့ဆိုရင်တော့မင်းတို့အလုံးပိတ်ပြီးမှ။ကိုသိန်းတော့ကိုသိန်းတော့ထောက်တော့လေခုနကနေတောင်ထိုးတော့မှ။ဟမ်ဟောအေးငါနိုးနေပါပြီ။ဒါနဲ့ကိုမြသိန်းတို့ရောရောက်ပါလားကွာ။ရောက်ပြီကိုသိန်းတော့။အေးအေးအေးငါခေါ်နေတယ်လို့ပြောလိုက်စမ်းကွာ။ခဏကြာတော့ကိုမြသိန်းရောက်လာပါလေ။ဒီမှာကိုမြသိန်း မနေ့ကတပြေးပြင်းအောင်မှာဘယ်သူတွေမဖွဲမရလှုပ်သွားတယ်လေမနေ့ကတင်ထွေးနဲ့အောင်ခင်တို့နှစ်ယောက်အယံမှုပြီးတပြေးပြင်းကြီးကိုသေးနဲ့ပန်းကြတယ်လေဟာဒီကောင်တွေတော်တော်မရိုင်းပါလားဒီလိုလှုပ်တော့အန်ဒီရရှိတယ်ဒီကောင်တွေကြောင့်ကျန်တဲ့သူတွေအန်ဒီရဖြစ်နေမယ်ဒီနှစ်ကောင်ကိုအလုံးနောက်ခံလိုက်တော့ကိုများသိဒီကောင်တွေလည်းမလာတော့ပါဘူးကျွန်တော်ဒီမနေ့သွားခေါ်တော့မလိုက်တော့ဘူးလို့တွန်းတွန်းညင်းနေတာဟေးလေဒါဆိုရင်လည်းပြီးတာပဲ ဒီကောင်နှစ်ကောင်ကိုအလုပ်ထက်အလဲတော့မလားစီနဲ့နောက်ထပ်တစ်ပတ်လောက်ကြာတော့အဆောက်အုံတွေဖြစ်သိမ်းပြီးစီးသွားပြီးတေသားများတွပြများဗန်းနေများကိုပြည်စီများထားရကိုတော်ကိုလော်လီကောင်းငှားပြီးတော့ပို့လိုက်ပါလိမ့်ဝေယူသူရောက်လာတဲ့ဖြင့်တေသားများတွပြများကိုတင့်တော်တဲ့ဇင်းလုံးနဲ့ရောက်ချလိုက်တယ်တလားလောက်ကြာတဲ့ခါမှာကိုစင်းနောင်းတို့ညီကိုတို့ရင်ယဟန်ဝေကြပါတယ်ကိုစင်းနောင်းယဟန်ဝေပြီး တငယ်ချင်းမောင်ကျော်ရင် ရန်ဝတ်သူဦးစင်းတင်မောင်မှုနဲ့တုံရင်လောက်ကြတဲ့ခါမှာတွင်တင်းမြို့နယ်ပေါတော်ကြီးရွာနေတိုးထဲမှာရှိသောတိုးရရွှေကူကျောင်းကိုတွတ်ရောက်တရင်တုံရင်တွေပတ်စုတဲ့စိတ်ကမှဒလဘက်ကိုတင်မောနဲ့ကူလာကြပါလေတို့ချင်းကကတို့ကပြန်90ပေးရတယ်တင်မောနဲ့ကူလာရင်ခြေပြန်သောမြေပြင်ခြေကြီးကိုကြည့်ပြီးတော့လူ့ဘဝရဲ့အတ္တဆင်းအနေမြင်များကို တွေ့တော်နေပြီးလောကကြီးမှာ မိတိယမမတိမြဲပါလားဘုရားရှင်ဟောကြားတော်မူသောအနိစ္စဒုက္ခအနတ္တဆိုသောတရားတော်ကိုစင့်ကျင်နေမိတယ်။ဒီနေ့ငါသည်လည်းတရားဟုမှလို့တွေ့တော်နေမိတယ်။ခဏကြာတော့ဒလစိကံဘက်ကိုတင်မောကတာကြောင့်တင်မောဘောကဆင်းလာပြီးတော့ကာခိတ်ရှိရဘက်ကိုထွက်လာကြပါလေ။ယဟန်နဘကကောင်းကင်ကစီးကွင်းရပြီးတငယ်ချင်းမောင်ကျော်ကတော့နောက်ခန်းမှာစီးခဲ့ကြရပါလေ။သူချင်းကခြေကားမြောင်းလိုင်းဆွဲနေတော့အချိန်ကာလဖြစ်တယ်။ ဆောင်ပေါရာသီဖြစ်တာကြောင့်ဘဝဉာဏ်တစ်ခုလုံးစိတ်ဆုလုံနေပါလေ။နေကတာနေတာကြောင့်ကောင်းကင်မြင်ထဲမှာတင်းတိုက်ဖြူးဖြူးကြီးတွေကိုတွေ့နေရပါလေ။စဘာပင်စိမ့်စိမ့်တွေကလည်းကောင်းလန့်ရဲ့ဘေးဝဲရမှာတမျိုးတစ်ခေါကြီးတွေ့နေရတယ်။လေးလေးကလည်းတဖြူးဖြူးတိုက်ခတ်နေတာကြောင့်ကိုစိမ့်တောင်းလဲအိတ်ငိုက်လာပါလေ။မြတ်တော်များဆင်းလာပြီးနောင်မီခုံခုံမိပြီးတော့တမေအိတ်ပြောသွားတယ်။အိတ်ပြောသွားတော့အိမ်မက်လိုလိုတကယ်လိုလိုပဲမွေကြီးကို နဂါကြီးတွင်နဲ့တွေ့မြင်နေရပါတယ်။သမားပင်နေရဲ့အပေါ်မှာခြေကနဲ့အပြိုင်ပြေလွှာသွားနေတယ်။လုံပတ်လေးပေလောက်ရှိပြီး အလျားကပေးတရားကျော်လောက်ရှိမယ်ထင်ရပါတယ်။မွေနဂါကြီးဟာအနဲ့ရောင်ကြီးဖြစ်သွားပြီးကောင်းတဲ့မိတွေမှလည်းရွှေရောင်အချွန်တက်တွေနဲ့ဖြစ်ပြီးတော့ကြုံရိုးတဲ့ချောင်းမှလည်းရွှေရောင်အချွန်တက်တွေတွေ့နေရပါတယ်။အလွန်လှပပြီးကြက်တရေရှိလာတယ်။အေးရမမွေကြီးမဟုတ်တော့ဘဲအလွန်ကြီးမှတော့ နှစ်နှကားကြီးတကောင်ဖြစ်သွားပါလိမ့်ချက်ကလေးလေးမောင်းလာရင်းနဲ့ပေါ်တော့ရွာကိုရောက်တော့ရက်ပေးကြကြောင်းဦးစင်းကိုစိန်တော်တို့လည်းကားပေါ်ကဆင်းပြီးတော့ကလန်ရဲ့ညာဘက်ချက်မှရှိတော့တောင်ကုန်းဘော်ကိုတက်လာရင်းနဲ့ဝါတော်ကြီးတွေကိုရောက်သွားတယ်တော်တော်လေးရှောင်ပြီးတော့တော့ရရွှေကူเจ้าကြီးကိုတွေ့ရတယ်အရေးအဝါသားကောင်းဝင်တော့တော့ရရွှေကူเจ้าကြီးကိုရှုံမြောင်လေးရဲ့အလွင်မှာတွေ့ရပါတယ်เจ้าဝင်ထဲမှာအတေပင်ကြီးမြောင်ဘင်းနေပင်ကြီးမြောင် ကနေဆိုပင်တို့များနဲ့အိုးဆိုင်ဆိုင်တွေ့နေရတယ်။ကျောင်းကြီးရဲ့မြောက်ဘက်တော်ထဲမှာတောင်တဲပင်များစွာတို့ပေါက်ရောက်နေကြပါလိမ့်။နေချင်းသပွဲဖြစ်နေပါလိမ့်။ကျောင်းဝင်းထဲမှာကျောင်းကြီးငါးချောင်းရှိပြီးတော့တောင်ထိပ်မှာဒိန်တော်ကြီးနဲ့ဒိန်တော်ကြီးထဲမှာကျေးတွင်းရုပ်ပွားတော်များရှိပြီးဒိန်တော်ကြီးရဲ့ဘေးဘက်တောင်ထိပ်ပေါ်မှာအောင်းတော်မူဇေဒီကြီးလည်းရှိပါလိမ့်။ဇေဒီကြီးရဲ့ဘေးမှာနဂါးကြီးတကောင်နဲ့တူသောလိုင်ကူကြီးဟာတောင်ထိပ်မှာတောင်အထိပေါက်တဲ့နဂါးလိုင်ကူကြီးဖြစ်တဲ့ တို့ကိုကြီးတဲ့ကိုတယောက်တည်းမသွားရပဲနှစ်ယောက်သုံးယောက်ပါမှတော့ဝင်ရပါလေ။နဂါလန်ကူမဆင်းမဲ့ဆိုရင်အောက်ဘက်အပေါက်ဘေးမှာကျောင်းဦးနှစ်ထပ်ကျောင်းကြီးရှိပြီးတော့ဗယံမင်းကြီးတွေနဲ့အိုးဆိုင်ဆိုင်ရှိနေပါလေ။ကျောင်းကြီးရဲ့အောက်ဘက်မှာကျောင်းကြီးရှိပြီးတော့ကျောက်ထဲမှာနဂါလူအိုင်ကြီးရှိတယ်။ဟောင်းတော်မူစီတီကြီးရဲ့ဘေးမှာပထမဆရာတော်ကြီးတရားအထုတ်ရောင်းမိလိုင်းကူတော်ကြီးရှိပါလေ။ယခုချိန်မှာတော့ပြိုကျပျက်စီးနေပြီဖြစ်တယ်။ ကိုကြီးရဲ့ဘေးမှာရင်ခတ်ပန်းမင်းကြီးရှိပြီးတပင်လုံးပွင့်နေတာကြောင့်မှုကြိုင်လို့နေပါတယ်။မလမကမှာပထမဆရာတော်ကြီးရဲ့ကုဘိမှန်တရှိတယ်။ဒေသခံလူများကယဟန်နာကုလို့သမုတ်ကြပါတယ်။ပထမဆရာတော်ကြီးဟာယဟန်ကိစ္စပြီးသွားတယ်လို့ပြောထံကြရတယ်။ဦးစင်ကိုစိန်တောင်းတို့လည်းကြောင်းတိုင်းဆရာတော်ကြီးကိုရှခိုးဖူးမြော်ပြီးလူပဲဝိထုပစ္စည်းများကိုကတ်လူလိုက်ပါတယ်။ဆရာတော်နေရာချပေးတဲ့ပြင်အဘေါ်တဲ့ဖေရခဲမှာ နေရရတယ်။ကိုစိန်တော်တို့နမှာကိုရင်လေးတွေလည်းအေးကြတယ်။ည9နာရီကျော်လာနေတိုးရက်ဖြစ်တော့မှောင်သွားပြီဖြစ်ပါတယ်။ချင်တော်များယူမသွားမိတဲ့ဖြင့်တောချင်များဝိုင်းပြီးတော့ကတ်ကြတဲ့ဖြင့်တော်တော်နဲ့အိမ်မရဖြစ်နေပါတယ်။ချင်းနေရရင်လည်းပဲဘယ်ချင်းအိပ်ပြတော်မှမသိရော။ဦးစင်ဦးစင် တပည့်တော်ကိုသိလားဗျ။ဟမ်တခါကြီးတခါကြီးကိုဦးစင်မသိပါဘူး။တပည့်တော်ဦးစင်ကိုစောင့်နေ ငွေနဂါးကြီးပါဗျာဥစဉ်လူဘွားတော်ကငွေနဂါးကြီးဖြစ်နေဆောင်းချောက်ခဲ့ပြီးဥစဉ်ယဟန်ဝတ်လိုက်တော့တပည့်တော်လည်းနန်နဂါးဖြစ် ရောက်တော်ပါလေဗျာအစိမ်းရောင်ဝတ်ဆင်ထားတော့အသက်30ကျော်ကျော်တကားကြီးကဥစဉ်ဥစန်နီမှာခေါ်ကိုစင်းတောင်းရင်ရှင်မှာမျက်တည့်ရက်ပြီးတော့လက်အုပ်ချီကစကားတွေလာပြောနေပါတယ်ဥစဉ်ဥစဉ်ထတော်လေတကားကြီးမောင်ကျော်ဥစဉ်နိုးနေပါပြီ ဦးစင်ဦးစန်းဒီမလေးမျက်နှာသည့်ရေမိုးချုပ်ပြီးအာယုံစင်းစားသောစွန်းစားဆောင်ကိုထွက်ခွာသွားပါလေလောကကြီးမှာထူးခြားစံကျေသော အဖြစ်အပျက်တွေရှိသလိုထူးဆန်းသောလူများလည်းရှိပါလေမြင်ရမမြင်ရတတဝများကလည်းဒီကမ္ဘာကြီးပေါ်မှာတည်ရှိနေကြတယ်အရာအလုံးတို့ဟာ ဖြစ်လိုက်ပြစ်လိုက်နဲ့တန်တရားကြီးဟာ လေပတ်နေကြတဲ့စကြဝဠာအတွင်းမှာရှိသောတရှိတမဲ့တတဝအလုံးတို့ရဲ့ဖြစ်ပျက်တွေကို ာမန်လူသားများမသိနိုင်ပါဘုရားရှင်တပါးသည်သာလျှင်တည်တော်မူနိုင်ပြီဖြစ်ပါတယ်နန္ဒကားတို့နဲ့ပတ်သက်သော ရှင်းလင်းချက်မနေ့ကနန္ဒကားများနဲ့ပတ်သက်ပြီးနိုင်ငံကျော်ကဘာကျော်ကိုလာဟာလာများကြာတိခဲ့ရတယ်ဓမ္မစရီခေါင်းလောင်းတို့ကြီးနဲ့ပတ်သက်ပြီးရွှေရောင်နဂါမင်းကြီးနဲ့တပည့်နဂါတဆုတို့အကြောင်းဘုဂလိကသတင်းစာများမှာဖတ်လည်ရပါတယ်ခေါင်းလောင်းတို့ကြီးပေါ်လာမှာကိုမြန်မာပြည်သူများစိတ်ဝင်စားခဲ့ကြတယ် တကယ်ဖြစ်မလားတော့နိုင်ငံများနဲ့ပတ်သက်ပြီးယုံကြည်သူမရှိတော့ဘဲယနေ့လူငယ်တွေကြားမှာနောက်ဆရာပြောင်းစရာများဖြစ်လာခဲ့ပါတယ်တကယ်တော့နန္ဒကဆိုတော့ဗုဒ္ဓစာပေမှာတကယ်ရှိခဲ့ပါတယ်ဗုဒ္ဓဘာသာဝင်တိုင်းရွတ်ဆိုတော့ပြည်ကြီး၁၇တုပ်၄တုပ်မြောက်တုပ်ကနန္ဒကများကို မြေတားပို့တာတဲ့အတုပ်ဖြစ်ပါတယ်ဒုသောတော်ကခန္ဓာတုတ်တန်ဖြစ်တယ်ဘုရားရှင်လက်ထက်တော်ကရန်တော်များဟောင်းတုံးတောင်ထဲမှာရှိတဲ့ကုထဲမှာ တရားအထုတ်ရင်လည်းမွေးအကိုက်ခံကြရတယ်။ထို့အတွက်ဘုရားရှင်ကိုတော်မြတ်ကြီးမှနတ်နဂါးတွေကိုမြေတားပို့သသောခဏသုတ်တန်တော်ကြီးကိုဟောကြားပြီးတော့သင်ကြားပြသပေးသဖြင့်မွေးအန္တရာယ်မှကင်းပြီးတော့တရားအထုတ်နိုင်ကြပါတယ်။အောင်ချင်းရှိပါမှလည်းနန္တော်ပရဏ္ဍနဂါမင်းကြီးဟောမြေမတော်ကို အရင်မှအဖျားတိုင်းကို ကိုယ့်ရဲ့အခွေနဲ့ခုနှစ်ဆင့်ရပလျက်တောင်းထိတ်ထက်တည်သောတာဝရင်သာပြည်လုံးကိုပပြင်းနဲ့ဖို့ကထားသဖြင့် ရှင်မောက္ကလံကိုတော်မြတ်ကြီးဆုံးမခဲ့ရတာကြောင့်နဂါးကြီးမှန်ချပြီးဘုရားရှင်ကို ကြည်ညိုပူဇော်တော်မူခဲ့တယ်။ဒါကြောင့်ဗုဒ္ဓစာပေမှာနန္ဒဂါးကြီးဆိုတာ အမှန်တကယ်ရှိခဲ့ပါတယ်။စာရေးသူလည်းဗုဒ္ဓဘာသာဝင်တယောက်ဖြစ်တဲ့အတွက်နန္ဒဂါးရှိတဲ့ကိုယုံကြည်မိပါတယ်။ဟုတ်ကဲ့စာရေးသူဆရာကြီးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။စေဝန်စားပွဲ ထူးခြားဆန်းကျင်ကမ္ဘီယာဖြစ်ရမန်ဇလန်ကောင်းလေးကို ဘာမီခေါ်တာ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အဆုံးထိလိုက်ပါအပိနားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်။စာတပုတ်ကိုနားထောင်ပြီးတာနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်စကားတွေကိုညံ့ရီတွေးတဲ့အနေနဲ့ဗီဒီယိုလည်းတစ်ချက်နေပြီးတော့ comment ပါဝင်ရောက်ဆွေးနွေးညှင်းခုံသွားလို့ရပါတယ်။အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment တောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးစာပြန်ပေးနေပါပြီ။စာဖတ်တာကိုဝါသနာပါပေးမယ်။စာဖတ်ဖို့အတွက်အချိန်မပေးနိုင်။အလုံးမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက် ာမီဟိုရာ channel လေးကနေထူးခြားဆန်းခြင်းလောကဆန်းခြင်းဒေဒိယင်ဘူပရာလောကကမ္မယယမတန်မှုခင်ဖြစ်ရမဇလန်ကောင်းမြတ်စွာကိုနေ့စဉ်မပြတ်ရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ